ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့နိုင်ငံရေးစီရေးပေါ့နော်နိုင်ငံရေးစီရေးဆိုတာအရင်ကကျွန်တော်ကပြောခဲ့တယ်ပေါ့နော်ပြောခဲ့တာကိုနော်ကျွန်တော်တို့ဒီဗမာ PDF ပေါ့နော်ဗမာ PDF တွေကနားမလဲနားမလဲတော့ပြောရတော်တော်ခက်တယ်နော်ပြောရတော်တော်ခက်တယ်ခဏဆောင်နော်လာရှိုးချောင်းလေးပြောမယ်နော်ပြောမယ်ပြောရင်းနဲ့တိလောင်ပေါ့ခက်ခါမတူတော်ဘူးလေမတူတော်မတူညီတဲ့ အကြောင်းအရာတွေကိုနားမလဲတဲ့မသိရှိသူတွေကျွန်တော်တို့နိုင်ငံအတွင်းမှာဟိုပြည်သူလူထုတွေပေါ့နော်ထပ်ပြီးတော့မှဒီလိုဘဝအဆိုးမျိုးတွေဒီလိုနိုင်ငံအခုလိုမျိုးပေါ့နော်စစ်ပွဲတွေအဲဆုံးရှုံးရတာတွေဟိုခမတို့ထမင်းစားပြီးကြီးတဲ့လူဆိုရင်တော့နားလဲမှာပေါ့နော်နားလဲကြမှာပေါ့နော်ခမတို့ကကြိုးမမမြင်တာကြိုးမမြင်နိုင်တဲ့အရာတွေကိုဟိုမတွေးလဲမတွေးဘူး ဟိုမစင်းလာမစင်းသာဘူးဟိုငါတို့နိုင်ငံကိုတိုင်းပြီးမှာနော်ဘလို့လူမျိုးတွေကဘလို့လူမျိုးတွေကငါတို့ကဟိုဘလို့လောက်ရမလဲဆိုတာပေါ့နော်မတွေးတော့တတ်တော့ကျွန်တော်တို့ကဂျားရရတွေအတိအောင်ပေါ့နော်ကျွန်တော်တို့တက်နိုင်တဲ့ဘက်ကကိုယ်နိုင်ငံနဲ့နိုင်ငံနဲ့လူမျိုးကိုချစ်လို့ ပြီးရင်တက်မတော်နဲ့ပြည်သူ့ကြားမှာသွေးခွဲနေတဲ့ဥစ္စာတွေကိုပေါ်လွင်အောင်လို့ကျွန်တော်ကပြောရမှာဖြစ်တယ်နော်အဲ့တော့ကျွန်တော်လာချိုးလာချိုးကိုကျွန်တော်တို့တက်မတော်ကကျွန်တော်တို့ကပြောကြရမလို့လာချိုးလာချိုးမြို့ထဲမှာလည်းတပုံအားပေးတဲ့လူတွေရှိတယ်နော်တပုံအားပေးတဲ့လူတွေမရှိဘူးဆိုတာမရှိဘူးရှိတာပဲ ုတ်တယ်မလားအဲ့တော့ကျွန်တော်တက်မတော်ရင်တန်းနေလာချိုးရောက်ရှိတယ်တရားဝင် သွားတယ်ရောက်တယ်ပြည်သူလူထုတွေကသူတို့ကလည်းပုံမလေးလေးပြောမယ်သူတို့ရဲ့ရုပ်တွေသူတို့ရဲ့ပုံစံတွေသူတို့မတင်ရဘူးလာချိုးမြို့ကိုဝင်သွားတဲ့စစ်ရင်တန်းကို လာချိုးမြို့မှာရှိနေတဲ့ပြည်သူလူထုတွေကဆလိတ်အချိုးရီနော် စားစရာတောင်းစရာတွေနဲ့ကြိုးဆိုတယ်အဲပြီးလို့ချင်းအောင်တပြေတွေနဲ့ကြိုးဆိုကြတယ်နော်စစ်တပ်ရဲ့မြစ်တမတော်မြန်မာနိုင်ငံတနိုင်ငံလုံးရဲ့ institution တခုလုံးပိုင်ဆိုင်ထားတဲ့ဒီတပ်မတော်ကဝင်လာတဲ့စစ်ကြောင်းတွေကိုနော်အောင်တပြေနဲ့ကြိုးဆိုတယ်အချိုးရည်တွေစလိတ်တွေသမင်းပူးတွေစားစရာတွေနဲ့ တက်မတော်ရဲ့မေတ္တာကိုငတ်မို့ခေါင်းပါနေတဲ့ပြည်သူတွေနောက်တစ်ခုကဒီတက်မတော်ရဲ့တန်ဖိုးကိုနားလဲသွားတဲ့ပြည်သူတွေကကြိုးစုံနေကြတယ်เนาะတက်ကတူဟာတက်ကတူပေါ့เนาะလာချိုးတက်ကတူထဲမှာနေကြတယ်လာချိုးနဲ့ပတ်သက်တာအသိပြဿနာမရှိသူကပြန်လေတည်ဆောက်ရမယ့်အခြေအနေမျိုးဖြစ်တယ်เนาะအဲ့မှာလာချိုးမျိုးကန်တချို့သောအောက်တန်းသားပြည်သူတွေကတတဲ့ကသူ့တေး တန်ချောင်းနေဟိုတကားကြီးပောင်နေအကုန်ခိုးကြတယ်တိုက်ကြတယ်ပြေးကြတယ်နော်ဒီ MND ကိုကန့်ပြန်ပြီးတော့ဆုတ်ခွာသွားတဲ့အချိန်မှာအဲလောက်ကြတယ်ဒါကျွန်တော်တို့မြန်မာနိုင်ငံရဲ့အောက်တန်းစားလူတချို့ပေါ့နော်သူတို့ကတော့သူတို့ဓာတ်တွေလောက်တာကိုတက်မတော်မတည်ဘူးအစိုးရမတည်ဘူးတို့သူတို့ထင်တာလား ဒီလာကျောမျိုးတွေကိုတက်မတော်ဝင်ပြီဆိုတဲ့ကချိုရုမှာတက်မတော်ဘလို့ဝင်လာတယ်ဘလို့လှုပ်ရှားတယ်ဘလို့သွားတယ်လာတယ်ဆိုတာကိုအကုန်လုံးသိတယ်ကျွန်တော်တို့ပြည်သူတွေကအယံအားတယ်ပြီးရင်လိုချင်တက်မတ်စိတ်အချောင်းနေအချောင်းစားတဲ့စိတ်နော်ဟိုအောက်တန်းစားစိတ်ပေါ့အယံပေါ်တော့အချောင်းရတဲ့ဟာကိုစစ်တပ်ထဲကနေပြီးတော့မှကြီးပောင်နဲ့ခွေသားတဲ့ဟာတွေ အဲ့ဒီတွမိုးတွေတန်တိုင်းတွေအကုန်ကြားတာရောင်းမဲ့ရမယ့်အကုန်ယူတယ်အဲ့ဒါကျွန်တော်တို့မြန်မာနိုင်ငံရဲ့အောက်တန်းစားပဲနော်အောက်တန်းစားစိတ်ပဲအဲ့တော့တက်မတော်ကစောက်ချင်းနဲ့ဝင်သွားတာမဟုတ်ဘူးအိုက်သေးကိုတွေ့လားမင်းတို့ပြောပြီးသားနိုင်ငံရေးစစ်ပွဲနော်နေနေလူတွေစစ်ပွဲဖြစ်နေတာဒီနိုင်ငံက အကျဉ်းချင်းခါခါငါပြောခဲ့တယ်နော်အခုကြည့်လိုက်နိုင်ငံရေးစစ်ပွဲမှာတနက်တချမ်းမမဖောက်ခွဲနဲ့နော်တမတော်ကာကွယ်ဦးစီးချုပ်နာဇာကဝန်ကြီးချုပ်ဦးမေအောင်လိုင်ကငါဟိုနေ့ကပြောသလိုပဲမင်းတို့တိုက်တယ်မင်းတို့လက်လက်တွေတနက်တွေမင်းတို့ယာဓူးတွေတိုင်းမှုအဆင့်တွေတမမှုအဆင့်တွေတိုင်းစီဦးကြီးဆုံးအဆင့်တွေစစ်တပ်တွေထဲမှာလက်လက်မရှိဘဲနေမလား မင်းတို့ပေးထားတာပဲမင်းတို့တိုက်ဟုတ်လားအဲ့တော့ရာမာကအရှိမြောက်တိုင်းစစ်တန်နာချုပ်တိုင်းစစ်တန်နာချုပ်ကြီးကြသွားတယ်တိုင်းမှုဘိုလ်ချုပ်ဆိုတဲ့ဒီဟိုဟာပေါ့ခမားတို့အဲ့လိုတခါတည်းကြရင်လေအင်းတိတ်မတက်နဲ့လို့ပြောတယ်ခမားတို့အဲ့ဒီကျွန်တော်တို့မြင်စေချင်တာကိုကျွန်တော်ပြောမယ်နော်လူကိုလူလိုပဲမြင်ပါအင်းတိတ်ဆိုတာကခမားတို့အင်းတိတ်တစ်ခုလုံးကောင်းတယ်ဆိုရင် အဲ့ဒီအင်းဒိတ်ကြောင်းလေးကိုတက်မတော်တစ်ခုကိုပိုင်းပိုင်းနဲ့နဲ့တီထောင်လို့ရတယ်နော်အဲ့ဘိုလ်ချုပ်ဆိုးတင်ကိုဒေသ16ကလာဟုတ်လားအခုပဲရောက်နေလေဟမ်အခုဘိုလ်ချုပ်တန်းတင်ဆိုနော်မဘိုလ်ချုပ်မျိုးမင်းတွေနာမကတိုင်းဘူးဥပမာခမည်းတော်ကခမည်းတော်ကအစွဲလန်းရမ်းကြီးတာဟာငါတို့အင်းဒိတ်ကိုမပြောနဲ့ငါတို့အင်းဒိတ်အဲခမည်းတော်အင်းဒိတ်တစ်ခုတစ်ခုလုံးအကုန်ကောင်းလား ဟမ်အဲ့တော့ तू ကအင်းတိတ်တေသ16မှာတက်တာလေတေသ16ကဘိုးဘိုးချုပ်သိုးတင်ဆိုဘိုးချုပ်သိုးတင်ပြောမှာဗောအဲ့လိုပြောမှာတိမှာဗောဘိုးချုပ်သိုးတင်ကအင်းတိတ်တိုင်းမှာရှိနေဘယ်လိုလုပ်မလဲဟုတ်လားအခုဒီရက်စေပတ်စဉ်အင်းတိတ်46 BC နံပါတ်3068ဟိန်းစာထွန်းရင်းနှံကြောင်းသား ိုခိုင်မှာ 2NC နဲ့45တိုင်မှာနေသွားတာကဲအဲ့လိုတက်ပြောတာလေဗျာအကုန်လုံးကကောင်းလို့လားအဲ့တော့အင်းဒိတွေဘာတွေညာတွေခမားတို့အစွဲလန်းကြီးတာကတော်တော်ဆိုးတာနော်အဲ့တော့ကျတော့အဲ့ဟိန်းကတုံးက40ခုမှလည်းရှိရင်ရှိမယ်50မှလည်းရှိရင်ရှိမယ်ဟာအင်းဒိတတာတော့မမိုက်ပါဘူးလို့ဘာလို့ညာလို့ဆိုတော့ဟာ မင်းတို့အကုန်လုံးကအဲ့လိုတွေကကောင်းနေတယ်ဆိုရင်တော့ငါတို့တိုင်းပြည်ငါတို့တက်မတော်ကကမ္ဘာမှာနံပါတ်1တောင်ဖြစ်နေဖြစ်နေလောက်တယ်ဟုတ်လားဒါရိုးရိုးသားသားပြောတာပါကောင်းနေရှိတယ်ဓမင်းတွေဆိုင်သေးချာစဉ်းစားပါเนาะ PC နံပါတ်3068နော်ဟိန်းသာတွန်းကျွန်တော်နန်းခိုင်တရားမှာနော်မူရစေဝါထည့်ပြီးတော့ဖမ်းပလိုက်တာကျွန်တော်ခေမကားထဲမှာ ။နော်တရားရုံးကလည်းကျွန်တော်ခွင်းလုံးကျွလွတ်လာတာ။ဘာမှသူ့ကိုပြဿနာသွားမချဘူး။နော်ပြောချင်တာငပဲ့တွေလည်းရှိရလို့ပြောချင်တာ။စစ်တပ်မှာဒီစောက်ပဲ့ဆိုတာအလကားထွက်လာတဲ့စကားမဟုတ်ဘူး။နော်မောင်နာမနေနဲ့အဲ့အာဒီကိုယ်တမိုင်းကိုရေးကိုယ်လုတ်ကိုလုတ်ကိုကောင်းဖို့ပဲလိုတယ်။နော်ရှင်းလား။အဲ့တော့ကြတော့အခုလာချိုးရမကခမားတို့တမတော်ကာဝယ်ဦးစီးချုပ်နဲ့ တမတော်ဒုတိယကာဝေဦးစီးချုပ်ဦးမင်းကာဝေဦးစီးချုပ်ဦးမင်းအောင်နိုင်နဲ့ဦးစိုးဝင်းနဲ့နော်တိုက်ခိုင်းထားတာလေလက်နက်တွေပေးပြီးတော့မှခင်ဗျားတို့ငွေကြီးစံတွေလူကြီးစံတွေမှန်ခဲ့လို့ရမကတိုင်းစစ်တန်နာချုပ်ခင်ဗျားတို့လက်ထက်ကနေပေးလိုက်ရတာလေငါမသိငါစကမ်းမကြစေရဆိုတဲ့စကားနဲ့နော်ရမကတိုင်းစစ်တန်နာချုပ်ဖြစ်သွားတဲ့အချိန်မှာ အခုတမတော်ကဝေဦးစီးချုပ်နဲ့ဘာတူးချုပ်ကြီးနဲ့ညှိကိုကြီးဦးကျော်စွာလင်းပြီးဟိုစာကားချုပ်ကြီးဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့နာသကတခွဲ့ဝင်တော့ကတနေ့တစ်ချက်မပေါ်ဝင်နဲ့ရမခရဲဦးစစ်သားတွေပြန်ဝင်သွားတာလေအဲ့ဒါနိုင်ငံရေးစစ်ပွဲလို့ခေါ်တယ်အဲ့ဒီလိုခေါင်းဆောင်မျိုးဘယ်မှာသွားချာမှာလဲ ်နောက်အစင်တက်လာမယ်စစ်ကောင်းဆောင်လေးဒီလိုနိုင်ငံရေးနဲ့စစ်ရေးနဲ့ကိုရေချိန်မျှပြီးတော့မှအခုကြည့်လေကျွန်တော်တို့တမ်းမတော်သားတွေရင်နှန်းတွေရောက်သွားတယ်ဘေးမသိရန်မကပဲအေးဆေးပဲအနိုင်ယူလေဆိုတော့အဲ့ဒါကိုပြောတာတမ်းမတော်ကာကွယ်ဦးစီးချုပ်ဦးမင်းအောင်လိုင်းဝင်ကြီးချုပ်ဘလောက်တော်လဲထက်မြက်လဲဆိုတာကျွန်တော်ကကျွန်တော်ခင်ဗျားတို့ကျွန်တော်အားပေးနေတဲ့ မိဘမိသူပြည်သူညီကိုမောင်နှမတွေနော်ကျွန်တော်မဖားတယ်ဘူးကျွန်တော်ဖားတယ်လို့မလို့ဘူးအမှန်တရားကိုပြောပြတာအခုကွမ်းလုံးမှာ PDF တွေကွမ်းလုံးမှာ PDF တွေတတ်ခံရပြီနော် PDF ဗတ်စိတ်မြင်တာနဲ့တတ်တာ PDF တွေကိုတိုင်စင်းတိုင်နဲ့လိုက်ရှာနေတာနော်အမှန်ဒီကိုကန့်အဲ့ဒါခင်ဗျားတို့ကျွန်တော်ပြောတာကိုခင်ဗျားတို့အနေနဲ့ ဟုတ်ခြင်းမဟုတ်မဲ့မဟုတ်ခြင်းမဟုတ်ဘူးဆိုတော့ခင်ဗျားတို့တော့ဟိုစိတ်ထဲမှာတော့ထားမှာပေါ့နော်အခုသိနေပြီနော် PDF တွေမူဆဲရနေပြေးဟိုဟိုပြေးဒီပြေးဟိုရောက်ဒီရောက်တဲ့အကုန်ရောက်နေတာနော်အခုဂျိုကြွားနေတဲ့ PDF ကအခုစကိုင်းတိုင်းဘက်မှာရှိတဲ့ PDF တွေလက်နဲ့ကလေးကိုင်းလေးလက်နဲ့တွေလည်းရရောလက်နဲ့မစိုးလို့ရှင်တော့ဘူးနော်မစိုးလို့ရှင်တော့ဘူးနော် မစွန့်လွှတ်ခြင်းတော့ကြတော့ဘာဖြစ်လဲအဲ့လက်နဲ့ကြိုင်ပြီးတော့ပတ်ဆက်ရတယ်အဲ့ဒီရဲ့ဆိုးကျိုးကဘယ်မှာခံစားရမလဲဆိုတာကြည့်ထားလိုက်ခမားတို့ရွာတွေနာမယ် PDF ကိုအားပေးပြီးတော့မှဝင်းရံနဲ့ထောက်ခံတဲ့လူတွေနော်ခမားတို့ခမားတို့အဲ့ဒီရအောင်မပြောနဲ့နောင်ချိုတော်မှမရဘူးရှင်းလား နောင်ချိုမှာတော်မှ PDF ကိုဘလို့ထောက်ပံ့ခဲ့တယ်ဘလို့ထောက်ခံခဲ့တယ်ခမားစစ်တပ်က အပေါ်ကနေပြီးတော့တက်မတော်ကအစိုးရပေါ့နော်ဒါတိုင်းပြည်ကိုတော့ပွင့်လင်းပြောမယ်ဗျာနာသာကဝန်ကြီးချုပ်ကလက်ရှိတက်မတော်ကာကွယ်ဦးစီးချုပ်ပဲအပေါ်ကနေခမားတို့အကုန်ကြည့်နေတာနော်ဘာလို့လဲဘာလို့လဲခမားတို့မှတ်ထားတာမှတ်တမ်းတင်တာအေးနောင်ချိုမျိုးရောက်တော့အဲ့ဒါဘောလာမအောင်မယ်ကြောင်မဲအော်တိုသွားတီဘောလစ်နော်ခမားတို့နိုင်ငံရေးစစ်ပွဲကိုခမားတို့နိုင်ငံရေးအကြောင်းကိုနားမလဲပဲနဲ့ ိုင်းပြည်မှာကြီးတုံးမလုပ်ပါနဲ့လို့ပြောခြင်းလားเนาะခမားတို့တောင်ဒီတိုင်းပြည်ရှေ့မရောက်တာဒီတိုင်းပြည်ကတပြေးပြေးဟိုကြောင်ပတောင်းပကံကြောင်ဦးမိဒီလာလမ်းချင်းချင်းလေးเนาะမူစင်မန္တလေးလမ်းချင်းချင်းလေးကနေပြီးတော့လမ်းတွေကျယ်လာတယ်ပြည်တော်စုလမ်းမကြီးတွေဖြစ်လာတယ်ကုံသွယ်မှုတွေကောင်းလာတယ်မြောက်ဒီရန်ကုန်အာရှလမ်းမကြီးတွေကောင်းလာတယ်။တော့ရန်ကုန်မန္တလေးအမြန်လမ်းမကြီးတွေပေါ်ထွက်လာတယ်။ နော်တန်းနိုင်တဲ့ဟာကိုအစိုးရကသူ့အစင်းစင်းသူ့ဘာသူလှုပ်သွားပေးနေတယ်နော်ခမားတို့ကဖင်ထတာရားတာနော်ဖင်ထတာရားတော့အခုတိုင်းပြည်ကအခုစကိုင်းသွားကြည့်လိုက်နော်နောက်ဆယ်စုနှစ်တစုစကိုင်းကရွာဖြစ်သွားပြီနော်ခမားတို့မလင်တန်ဘေးဘေးတင်းတင်းစစ်ဘေးဘေးတင်းတင်းနော် မကွေးတို့ဟိုတော်ထဲမှာဟိုမြိုင်တို့ပေါ့တို့ជីကန်တို့မជីကန်တို့ဟုတ်လားလစ်သွားပြီခမရတို့နိုင်ငံရေးနားမလဲဟိုစီရေးနားမလဲဘယ်နဲ့ဘာလို့ရှောက်လို့တာနော်အခုရမကခမရတို့ဘာဖြစ်လဲဥမေရောက်လိုက်ဘာဖြစ်သွားလဲခမရတို့ကျွန်တော်မေးကြည့်မယ်လာချိုးမျိုးနဲ့ပြည်သူလူထုတွေပဲဒုက္ခရောက်သွားတာအော်အိမ်တွေအခုပြန်ဆောက်ရတော့မယ်နော်ကမရောကဘာမှမဖြစ်ဘူးသူရဲ့ ိမ်တွေလိုင်းကန်းတွေသူတို့ကနိုင်ငံတော်ဗားချက်နဲ့ပြန်ဆောက်လို့ရတယ်ခမားတော့ပြည်သူလူထုအိမ်တွေကိုစစ်ဘေးသင့်ပြည်သူလူထုအိမ်ကိုဘယ်သူကပြန်ဆောက်ပေးမှာလဲဟမ်ဘယ်သူကပြန်ဆောက်ပေးမှာလဲပြောတော့ပြည်သူပဲနာတာလေပြည်သူလူထုကဖေဟာကအစိုးရလဲဖေဟာကတပုံလဲ နော်ခမားတို့အန်ယူဂျီလိုမျိုးတိုင်းပြည်ကိုဖျက်ဆီးနေတဲ့နော်ပြည်ပြေးဆိုးရွားကိုလည်းခမားတို့ယုံနော်အခုတက်မတော်ဘာမှဝင်သွားပြီတက်မတော်လိုလာတဲ့ပြည်သူတွေအများကြီးလိုင်းပေါ်မှာသွားကြည်လိုက်နော်အောင်တပြေတွေနဲ့ဂျိုးတယ်ဆလိတ်တွေဝယ်ပေးတယ်ကုန်းတွေဝယ်ပေးတယ်စားစရာတွေဝယ်ပေးတယ်နော်ဓမင်းတုပ်တွေသူတို့ကျွေးကျင်တဲ့ဓမင်းတွေပေးနေတယ်ကဲဘလို့လုံးမလဲ ကြည်စံတစ်ချက်ပေါ့ဟာလားအဲ့ဒါတမ်မတော်ကာကွယ်ဦးစည်းချုပ်ရဲ့အရေးအချင်းလို့ခေါ်တယ်မင်းတို့ဘာမင်းတို့အောက်မှာငွေကြည်စံလူကြည်စံမှပြီးကြိုက်တဲ့လောက်တိုက်မင်းတို့မလုံနိုင်တဲ့အလုပ်ကိုငါလုံပြမယ်ဆိုပြီးတော့ကာကွယ်ဦးစည်းချုပ်အပါဝင်ဦးစိုးဝင်းဗိုလ်ချုပ်ကြီးကျော်သွားလင်းဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့နာဆာကအခွဲ့ဝင်တွေအားလုံးမင်းတို့လုံပြသွားလိုက်တာ 发表么嘞？啊，发表么嘞？标弟来的。